ီကားလေးကတော့တကယ်ကိုတော်ဝင်လာတဲ့ကားလေးတစ်စီးပါပဲဒါပေမဲ့အဲ့ဒီကားလေးကပထမကမ္ဘာစစ်ကြီးကိုဖြစ်ပွားစေခဲ့ပြီးတော့လူသန်း20ကျော်သေဆုံးအောင်ပါဝင်ပတ်မိုးခဲ့ပါတယ်နီနီရဲနေတဲ့6ယောက်စီခရီးသွားမှန်လုံကားလေးဟာဩစတြေးလျနိုင်ငံရဲ့အေရှေ့မင်းသားမျိုးစားကြီးဖရန့်ဖာဒီနန်နဲ့သူ့ရဲ့ဇနီးဟိုဟင်ဘတ်မျိုးစားမင်းသမီးတို့ကိုတင်ပြီးတော့ဘော့စနီးယားနိုင်ငံမြို့တော်ဆာရာယေဘိုကိုရောက်ရှိလာတဲ့အချိန်မှာတော့ ကားလေးဟာခရီးမိုင်200ကျော်နီးပါးလောက်ကိုမောင်းနှင်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီခရီးစဉ်အတွက်ကိုပဲတမင်ရည်ရွယ်ပြီးတော့ဒီကားနေလေးကိုတိဆောက်ခဲ့တာလည်းဖြစ်ပါတယ်အချိန်ကတော့1914ခုနှစ်ဇွန်လ28ရက်နေ့တနင်္ဂနွေနေ့ပါဥရောပတခွင်ရဲ့နိုင်ငံရေးအခြေအနေကတော့ပေါက်ကွဲလူနေနေဖြစ်နေတဲ့အချိန်မှာပဲစစ်ကြီးစပြီးတော့ဖြစ်ဖို့အတွက်အကြောင်းပြချက်လေးတစ်ခုပဲလိုပါတော့တယ်ဆာရာယေဘိုမျိုးရဲကိုရှောက်လေကြည့်ရှုမယ်အင်ရှင်မင်းသားနဲ့သူစနီးကိုတင်ဆောင်လာတဲ့ကားနေလေးဟာမျိုးရဲရဲ့တနေရာကိုရောက်မှာတော့ တယောက်ယောက်ကကားနေလေးစီကိုလက်ပစ်ဘုံတစ်လုံးနဲ့လှမ်းပြီးတော့ပစ်ထည့်လိုက်ပါတယ်။ဒါပေမဲ့လက်ပစ်ဘုံကကားထဲကိုရောက်မလာဘဲနဲ့ကားရဲ့နံရံကိုထိလို့လမ်းမဘော်ကိုလွင့်ကျပေါက်ကွဲသွားခဲ့ပါတယ်။အဲဒီလိုဘုံပေါက်ကွဲမှုကြောင့်ပဲကားနောက်မှာလိုက်ပါလာခဲ့ကြတဲ့မြင်းစည်းကိုရံတော်တပ်ဖွဲ့ဝင်၄ယောက်ဟာထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ဒဏ်ရာရတဲ့လူတွေကိုလိုအပ်တဲ့စေဝါကူတာမှုတွေပြုလုပ်ပေးပြီးတဲ့နောက်မှာတော့မြို့သားကြီးနဲ့ဇနီးမောင်နှံဟာ ဘလို့အကြောင်းလဲတော့မသိပါဘူးရှေ့ဆက်မှတ်ခီးစဉ်တွေကိုဖြတ်သိမ်းမှုမပြုတ်လို့ပဲနဲ့ဆက်ပြီးတော့ခီးထွက်ခွာခဲ့ပါတယ်အရင်မှပဲဘလို့မှရှင်းမပြနိုင်တဲ့အကြောင်းတစ်ခုကထပ်ပြီးတော့ပေါ်ပေါက်လာခဲ့ပြန်ပါတယ်မြို့တွေကကားလမ်းတွေကိုကောင်းကောင်းသိနေတဲ့ driver ဟာပထမတော့ကတတ်မှတ်ထားတဲ့လမ်းကျော်တိုင်းမသွားတော့ပဲနဲ့နောက်ကျောင်းပြန်လဲပြီးတော့ကားနီလေးကိုတစ်ဖက်ဖက်လမ်းနိုလေးတစ်ခုတည်းကိုချိုးကွေမောင်းဝင်သွားပါတော့တယ် ဲဒီချိန်မှာပဲလူတယောက်ဟာအယုဒအနတ္တစကားတွေဆဲဆူချိန်မှလို့ပစ္စတိုတလက်ကိုဝေယံကင်ဆောင်ပြီးတော့အိန္ဒိန်ထဲကနေပြေးထွက်လာပြီးကားနေလေးပေါ်ခုန်တက်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်ထဲမှာအသင့်ကင်ဆောင်ထားတဲ့ပစ္စတိုနဲ့အင်းရှိမင်းသားနဲ့ဇနီးကိုအချက်ပေါင်းများစွာပြစ်လိုက်ပါတယ်။တန်တော်ဖြစ်နေကြတဲ့တက်တော်ဆောင်ရဲ့လက်ထဲကတနက်ပေါင်းများစွာကနေထွက်လာတဲ့ကြည်စံနေကြောက်မယ်။ အဲ့ဒီလူဟာလမ်းမပေါ်ကိုပြုတ်ကျမသွားခင်မှာပဲမြို့သားမင်းသားကြီးတို့ဇနီးမောင်နှံဟာကွယ်လွန်သွားခဲ့ကြပါတယ်။အဲ့ဒီအင်ရှင်မင်းသားကြီးနဲ့ဇနီးမောင်နှံတို့ကိုလှုပ်ကြံလိုက်တာဟာလူပေါင်းတန်း၃၀ကျော်ဆုံးရှုံးခဲ့ရတဲ့ပထမကဘာစစ်ကြီးကိုစတင်မှုအတွက်ရှို့ပေးလိုက်တဲ့မီးပဲဖြစ်ပါတော့တယ်။ အဲလိုရုပ်ရုပ်တဲတဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာကားနီလေးနဲ့ပတ်သက်ဆက်နွယ်ခဲ့သူမှန်သမျှဟာအသက်တွေဆုံးရှုံးခဲ့ရပါတယ်။ဥရောပစစ်မီကြီးစားလောင်ပြီးတဲ့နောက်တပတ်ကြာမှာဩစတြေးလျအမှတ်၅တပ်မကနာမည်ကျော်ဗိုလ်ချုပ်ပူရှိုရီယာဆာရာယေဗိုမြို့ကဘရင်ကန်နေအိမ်ကိုသိမ်းပိုက်လိုက်တဲ့အခါမှာတော့ဂျိုဆိုးဝင်နေတဲ့ကားနီလေးကိုပါတခါတည်းသိမ်းယူလိုက်ပြီးတော့ သူကိုယ်တိုင်မောင်းနေခဲ့ပါတယ်ဘူဂျုတ်ပူရှိုရီကလည်းကကြမဆိုးကိုတိတ်ပြီးတော့ကြကြမဆောင်လဲရပါဘူးကားနီလေးကိုသူပိုင်ဆိုင်ပြီးလို့22ရက်ကြာတဲ့နေ့မှာပဲဗောလီဘောတိုက်ပွဲမှာမရှုမလနဲ့အရင်နေခဲ့ရလို့ယာရူးကကြပြီးတော့ဘီယန်နာမြို့ကိုပြန်ခေါ်ခံခဲ့ရပါတယ်နောက်တော့သူဟာယူကြောင်ကြောင်ဖြစ်ပြီးတော့စေယောဂါကူဆေးရုံမှာစင်းစင်းရဲရဲနဲ့ကွယ်လွန်သွားခဲ့ရပါတယ်ဘူဂျုတ်ပူရှိုရီရဲ့ကားလေးကိုသူ့ရဲ့လက်အောက်ကဗိုလ်ကြီးတယောက်ကဆက်လက်ပြီးတော့အသုံးပြုပြန်ပါတယ်အရိဘူကြီးကလည်းကားနီလေးရဲ့ချိန်စာကိုခက်မြမြန်ပဲခံလဲရပါတယ်ကားနီလေးကိုစီးပြီးတော့ကိုယ့်ရဲ့ကြာမှာသူကိုယ်တိုင်အရှိန်ပြ းမြစ်နဲ့မောင်းနှင်လာတဲ့အချိန်ခရိုအေးရှားလယ်သမားနှစ်ယောက်ကိုဝင်တိုက်ပြီးတော့သူ့ရဲ့ကားဟာတစ်ပင်ကြီးတစ်ပင်ကိုဝင်ဆောင်လိုက်ခါသူ့ရဲ့ကားတစ်ပင်အကြီးကြီးကိုဝင်ဆောင်လိုက်မိပါတယ်အရိဘူကြီးရဲ့အလောင်းကိုတော့တော်တော်လေးကိုခဲရခဲစင်နဲ့ထုတ်ယူခဲ့ရပါတယ်အပြစ်ခက်တွေရက်ဆဲသွားတဲ့အခါမှာယူဂိုစလာဗီးယားနိုင်ငံရဲ့ဘရင်ကန်အသစ်ကအဲ့ဒီကားကလေးကိုပိုင်ဆိုင်အသုံးပြုဖို့အတွက်အကောင်းဆုံးပြုပြင်မွမ်းမံခိုင်းခဲ့ပါတယ်ဒါပေမဲ့လည်းလအတော်အတွင်းမှာပဲကားတိုက်မှု၄ကဖြစ်ပွားပြီးတော့နောက်ဆုံးချိန်ရေတိုက်မှုဖြစ်တဲ့အခါမှာတော့ဘရင်ကန်အသစ်ရဲ့ညာဘက်လက်ဖြတ်ပစ်လိုက်ရပါတယ်အဲ့ဒီကားနီလေးရဲ့တရင်စိုးကိုလူတော်တော်များများသိနေ ေပြီဖြစ်လို့ဘသူကမှလည်းစီးကျင်ကြဝယ်ကျင်ကြမှာမဟုတ်ပါဘူး။အဲဒါကြောင့်မဲ့ဖြက်စီးပြစ်ဖို့အတွက်ဘရင်ကငါအမိန့်ချလိုက်ပါတယ်။ဒါပေမဲ့လည်းစီးနှင်းသူတွေအတွက်ကျိန်စာတင့်နေဆိုတဲ့အစွဲကိုမယုံကြည်ဘူးဆိုတဲ့လူတယောက်ကပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီပုဂ္ဂိုလ်ကတော့ဆရာဝန်တယောက်ဖြစ်ပြီးတော့စာကစ်လို့ခေါ်ပါတယ်။ဒေါက်တာစာကိတ်ကဘာအကြောင်းမှမမေ့ရရမရှိဘဲနဲ့ကားနီလေးကိုဝယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီကားလေးကိုမောင်းရတဲ့ driver တယောက်မှရှာမရတာကြောင့်သူကိုယ်တိုင်ပဲမောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဒေါက်တာစာကိတ်တယောက်ကတော့ကားနီလေးနဲ့ပျော်ပျော်ရွှင်ရွှင်လှုပ်ရှားသွားလာနေတာကို6လလောက်ထိတွေ့နေရပါတယ်။ချိန်စာဆိုတာ လူတွေရဲ့စိတ်ကူးနဲ့တီထွင်ပြောဆိုတာပဲဖြစ်တယ်ဆိုတော့သူ့ရဲ့အယူအဆဟာလည်းမှန်နေတယ်လို့တောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းတိတ်မကြလိုက်ပါဘူး။မနက်ခင်းတစ်ခုမှာတော့လမ်းဘေးတနေရာမှာအပြက်စီးတွေတိတ်မရှိလာပဲနဲ့ကားနေလေကပလက်လန်နေတာကိုတွေ့ကြရပါတော့တယ်။ကားဘေးမှာတော့ဒေါက်တာစာကိရဲ့ရုပ်လောင်းကိုတွေ့ရပါတယ်။ကျန်ရစ်သူဒေါက်တာစာကိရဲ့ဇနီးကဒီကားလေးကိုကြောက်ကုန်တဲ့တယောက်ကိုရောင်းပြစ်လိုက်ပါတယ်။ဝယ်ယူသွားတဲ့ကြောက်ကုန်တဲ့ကလည်းကားနေလေကိုတနစ်လောက်ပဲစီးလိုက်ရပါတယ်။သူ့ကိုယ်သူတေချောင်းကျန်စီပြီးတော့လူလောကကြီးတွေကနေထွက်ခွာသွားခဲ့ပါတော့တယ်။ ကားနီလေးကိုတော့တခြားဆရာဝန်တယောက်ကဝယ်သွားခဲ့ပြန်ပါတယ် အဒီကားနေလေးကြောင့်ဖြစ်ပေါ်နေတဲ့ကြိမ်စာကိုကြောက်ပြီးတော့လူနာတွေကအဲ့ဒီဆီယဝန်စီကိုမလာကြတော့ပါဘူး။ဆီယဝန်ကလည်းလက်ပိတ်တဲ့ဒီကားနေလေးကိုဆွတ်လူမျိုးပြိုင်ကားမောင်းသမားတယောက်ကိုရောင်းပစ်လိုက်ပါတယ်။အဒီကားနေလေးကိုဝယ်ယူသွားတဲ့ပြိုင်ကားမောင်းသမားဟာဒိုလိုမိုက်ကားပြိုင်ပွဲမှာကြောက်နေရန်တခုကိုဝင်တိုက်မိပြီးတော့ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ဆာရာယောဘိုမျိုးနားမှာနေထိုင်တဲ့လူချမ်းသာလယ်သမားတယောက်ကအဒီကားနေလေးကိုထတ်ပြီးတော့ဝယ်လိုက်ပြန်ပါတယ်။အဒီကားနေလေးကိုငွေကုန်ကြေးကျခံပြီးတော့အကောင်းဆုံးဖြစ်အောင်ပြုပြင်လိုက်ပြီးတော့လာပေါင်းတော်တော်ကြာတဲ့အထိအတိုက်အခိုက်မရှိဘဲနဲ့မောင်းနှင်စီးနှင်းရင်းနဲ့နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းမနက်ခင်းတခုမှာတော့အဲ့ဒီကားနီလေးကမောင်းနေရင်းနဲ့လမ်းမပေါ်မှာဆက်ရက်သွားခဲ့ပါတယ်။အဲ့လိုကားပြတ်သွားတဲ့အချိန်မှာတော့အနာကဖြတ်သွားတဲ့လဲတစည်းကိုသူ့ရဲ့ကားကိုမြို့ဘက်ကိုလဲနဲ့ဆွဲပေးဖို့အတွက်အကူအညီတောင်းပါတော့တယ်။လဲသမားကလည်းပတ်စံမျိုးမျိုးမြတ်မြတ်ရမှတေချာနေတော့လိုက်လိုက်လဲလဲပဲအကူအညီပေးလိုက်ပါတယ်။ကားနီလေးကိုလဲနဲ့ဆွဲကစားအချိန်မှာပဲကားဟာရုတ်တရက်ဆက်ပြန်နိုးလာခဲ့ပြီးတော့ ူရဲ့အရှိကလဲနဲ့မြင်းတွေကိုလမ်းမေးကိုတိုက်ချပြလိုက်ပါတော့တယ်။အရင်နောက်မှာတော့ဘေးကိုတိမ်းဆောင်းသွားပြီးတော့အစစ်ချိုးကွေးတစ်ခုမှတိမ်းမောက်သွားခဲ့ပါတော့တယ်။ကားပန့်ရှင်လဲသမားတထေးကြီးကလည်းအဲ့ဒီနေရာမှာနေတေဆုံးသွားခဲ့ပါတယ်။လဲသမားတထေးကြီးရဲ့ကားနေလေးကိုတဘာဟိုင်ရှက်ဖီဆိုတဲ့ပွဲရုံပိုင်ရှင်ကဝယ်လိုက်ပြီးတော့ပြန်လဲပြင်ဆင်လိုက်ပါတယ်။စေးရောင်ကိုလည်းအနီရောင်ကနေအပြာရောင်ပြောင်းပြီးတော့တုတ်လိုက်ပါတယ်။ဒါပေမဲ့ဒီကားကိုဝယ်မဲ့သူမရှိလို့သူကိုယ်တိုင်မဲမောင်းနေပြီးတော့အသုံးပြရပါတယ်။ တနေ့မှာတော့ဒဘာဟိုင်ရှဖီကသူ့ရဲ့မိတ်ဆွေ6ယောက်ကိုကားပေါ်တင်ပြီးတော့မင်္ဂလာဆောင်တစ်ခုကိုသွားတဲ့နေရာမှာကားတစ်စီးကိုအရှင်ပြင်းပြင်းနဲ့ပဲကြော်တက်မိလိုက်လို့တခြားဘက်ကကားနဲ့တိုက်မိပြီးတော့အတူပါလာတဲ့၄ယောက်နဲ့အတူ ရှဗီတယောက်ဟာကွယ်လွန်သွားခဲ့ပြန်ပါတယ်။အဒီကားနီလေးရဲ့ထိတ်လန့်စရာဖြစ်စဉ်ကြီးပြီးဆုံးကနေမှာပါ။တော်တော်ကြီးကိုပျက်စီးနေတဲ့အဒီကားနီလေးကိုအော်စတြေးလျအစိုးရကငွေကြေးစိုက်ထုတ်ပြုပြင်ပြီးတော့ဘီယင်နာမြို့ကပြတိုက်ကိုပို့လိုက်ပါတယ်။စီးအောင်ကိုတော့မူလကအနီအောင်ပဲပြန်တုတ်ထားလိုက်ပါတယ်။ကားနီလေးကလူ၁၆ယောက်ရဲ့အသက်တွေကိုချွေယူသွားခဲ့ပါတယ်။ကဘာစစ်ကြီးတစ်ခုကိုစတင်ခဲ့တဲ့နေရာမှာလဲပါဝင်ခဲ့ပြီးတော့ဂျိုဆိုးတွေကန်ဂျမာဆိုးတွေကိုအပိသက်ခြေမုံမဲ့တခြားစစ်ပွဲတစ်ပွဲဖြစ်ပွားချိန်ဒီကားနီလေးကတီမြဲနေခဲ့ပါတယ်။ဒုတိယကဘာစစ်ဖြစ်တော့မဟာမိတ်လေရင်တွေက ီယန်နာမြို့ကိုဘုံကျဲတဲ့အခါမှာတော့ပြားလိုက်ထဲကကားနေလေးနဲ့အတူကညမာဇိုးတွေအလုံးဟာအဆုံးသတ်သွားခဲ့ပါတော့တယ်။ဒီကားလေးနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရောဘလို့ထင်လဲဗျ။လူကြီးမင်းတို့ရဲ့ထင်မြင်ချက်လေးကိုလည်း comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြကြပါအောင်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးကြကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။